Freedom for Future YouTube Channel လေးကိုအစီအမဲဝင်ရအားပေးနေတဲ့တော်လံပြည်သူများအလုံးမင်္ဂလာပါရှင်။ဒီကနေ့လေးမှာတော့ကျမတို့ YouTube Channel လေးကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့ဒုက္ခမျိုးတော့အပိုင်း16ကိုဆက်လက်ဖျက်ပြတင်ဆက်ပေးပါမယ်ရှင်။ကျွန်တော်ပြောတာကိုတည်တည်ချာချာစဉ်းစားပါစီရ။ဆရာကိုသူတို့ကအစီအသားအကုန်လုံးဝါမျိုးပစ်လိုက်မှာ။နောက်ဆုံးအယိုးကြီးပဲကျန်တော့မှာ။ဆရာကလူပြိုဆိုတော့အရေးရှိရင်ဆရာစီကိုပဲလာပြီးတောင်းကြရမ်းကြမှာပဲ။ မဟုတ်တာဆရာရဲ့ရက်ွက်ထဲမှာဥရောပတိုက်တာအငငငအပြက်ပြက်သွားနေတယ်ဆိုတာကျွန်တော်ဖြင့်ဒီတစ်ခါပဲကြားဘူးသိတယ်။ကိုဘတ်စကီးဒီတတနာပြုအသင်းမှအိန္ဒိယအမျိုးသားတင်းယုံဆရာတယောက်ပြောလိုက်သော စကားများကိုကြားရောင်နေသည်။ကိုဘတ်စကီးဒီဖြားနေသော ကလေးငယ်တယောက်အတွက်ဆေးလာတောင်းသောကလေးမေတယောက်ကိုအက်စပရင်ဆေးပြားတွေပေးနေသည်။မျက်စိကွယ်နေသည့်မိန်းကလေး၏မျက်လုံးပြင်းပြင်းသွားခြင်း ယောဂဝေဒနာသည်တို့အားဂိယုတဆိုင်ပြုစုဆောင်လျှောက်ခြင်းတို့ကြောင့်ကိုဘတ်စကီးသည်ဒုက္ခမျိုးတော်တွင်ဆန္ဒကလော့စ်လိုဖြစ်နေသည်ကိုဘတ်စကီးသည်သူတို့ပြောသည့်စကားများကိုစိတ်ဝင်စားစွာနားထောင်သည်သူတို့၏ခံစားချက်များကို စာနာနားလည်သည်သူတို့ကလည်းသူတို့မျှော်မှန်းချက်များခံစားချက်များကို ဖွင့်ပြကြသည် တို့ဖြင့်ဒုက္ခမျိုးတော်မှလူများသည်အရေးကိစ္စကြုံလာသည်နှင့်ကိုဘတ်စကီးကိုကယ်တင်ရှင်ဟုအောက်မေ့လာကြသည်မြူနစ်စပယ်ကသူဆုံးဖြတ်ချက်နှင့်သူတို့ရက်ွက်တွင်ရည်တွင်တူပေးလင်လဲကိုဘတ်စကီးကြောင့်ဟုထင်ကြသည်ဆောင်းရသည်အချမ်းပေါလင်လဲသူကြောင့်ဟုထင်ကြသည်အကြောင်းကိစ္စတစ်ခုကြုံလာလင်လူပုဂ္ဂိုလ်တယောက်၏စွမ်းဆောင်မှုကြောင့်ဟုထင်သက်ကြသည်မှာဟိန္ဒူတို့၏ဝိညာဉ်တွေအမြင့်တွင်နေလေပြီဤဒီမှာလဲမဆန်းပါ အိန္ဒိယတွင်အစဉ်လာရှိခဲ့သည့်ဇက်ခွဲခြားသည့်စနစ်ကြောင့်ဖြစ်ပါသည်ထို့ပြင် လူမှုအစုတိုင်းတွင်သူတို့အစု၏တက်တာချောင်းချီးရေးကိုဥဆောင်ဥရက်လုပ်ပေးသူတယောက်ယောက်ရှိနေတတ်သောကြောင့်ဖြစ်ပါသည်အိန္ဒိယပြည်တွင်လူဖြစ်ရသည်မှာမလွယ်ပါကို့တွင်အဆက်အသွယ်ကောင်းကောင်းမရှိရင်သို့မဟုတ်ပေါပေါရောက်ရောက်မရှိရင်ဘာအခွင့်အရေးမျှရဖို့မလွယ်ပါ။အုပ်ချုပ်ရေးဘက်တွင်ဖြစ်စေ၊ပလိတ်ဘက်တွင်ဖြစ်စေ၊စီးယုံတွင်ဖြစ်စေအဆက်အသွယ်ကလေးမှမရှိရင်ဘာမျှမလွယ်ပါ ဤတွင်သူတို့ရက်ွက်ထဲသို့ရောက်လာသောကိုဘတ်စကီသည် လူပြူဖြစ်နေသည့်အတွက် သူလှုပ်ပေးလျင်အားလုံးဖြစ်နိုင်သည်ဟုသူတို့ထင်လာကြသည် သူလက်ဘင်းတွင်ချိန်ထားသည့်လဝကတ်တိုင်နှင့်သူတရေဧကလေးထဲတွင်ရှိသည့်ပတ်စံကလေးများသည်သူတို့ရက်ွက်ထဲမှစင်းရဲသူစင်းရဲသားအမြင်ဖြင့်ကြည့်လျင်ကလကတားမှနမေကျော်ဂရေကျွဲတထေးကြီးဖြစ်သည့် GD ဘာလာကဲ့သို့ပင်အလန်းမမီနိုင်လောက်အောင်ဝေးလံသည့်အရာများဖြစ်နေသည် ကိုဘစကီသည်သူ့ကိုစင်ရဲသားများကဤသူထင်ကြသည့်အခါတွင်တော်တော်စိတ်ပြတ်သွား၏သူသည်သူတို့အမြင်တွင်ဆန္ဒကလော့စ်လိုဖြစ်ခြင်းသူမဟုတ်သူတို့ကိုကုသဆောင်လျှောက်ပေးသည့်ကေတင်ရှင်မျိုးဖြစ်ခြင်းသူမဟုတ်သူတို့လိုစင်ရဲသားအညာတရာဖြစ်ခြင်းသည်ကျွန်တော်ရည်ရွယ်ချက်ကသူတို့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့လူတွေဖြစ်စေခြင်းနဲ့ဒါမှ စိတ်ပြတ်အားငယ်တာတွေပျောက်ပြီးသူတို့ဘဝတိုးတက်ရေးအတွက်သူတို့ဘာသာဆောင်ရွက်ရေးလုပ်ရဲကံရင်ရှိလာမှာကို ကိုဘစကီကပြော၏ ဒူကာပွဲတော်မတိုင်မီကလေးတွင် ကိုဘတ်စကီဆန္ဒပြသွား၏တညက်နေ၌မာဂရီတာကောင်းဆောင်သည့်အိနီနာချင်းတတိုက်သည်သူတဲကလေးသို့ရောက်လာကြ၏မာဂရီတာကအစာပြု၏သူနှင့်အတူဟိန္ဒူအမျိုးသားလင်မယားနှစ်ယောက်အင်္ဂလိပ်ကပြားခရီးယန်တစ်ယောက်မွတ်စလင်လူသမားတစ်ယောက်အသက်20အရွယ်ရှိအာတန်သူမိန်းကလေးတစ်ယောက်တို့ပါလာကြသည်စင်ရသားရက်ွက်တွင်ရှိသည့်စင်ရသား6ယောက်တို့က တို့လူတို့ကောင်းကျိုးအတွက်တခုခုလှုပ်ရှင်သည်ဆိုသည်မှာကောင်းသောလက္ခဏာဖြစ်သည်ဟိန္ဒူဘာသာဝင်လင်မယားနှစ်ယောက်ဖြစ်သည့် Ghosh ဇနီးမောင်နှံမှာတနာကမရှိကြသည် ကျမ်းမာ၍ထထတန်ရှိကြသည်မင်းကလေးမှာဇာဘဝအနီကလေးကိုမျက်နှာပေါ်တွင် လွှမ်းထား၏ သူ့ဇာပန်းဘဝအနီအောင်မှကြည်လင်ဝင်းဖန့်သောသူ့အသားရည်နှင့်သူ့မျက်နှာပုံပန်းသည်ရည်နေဆုံးခေတ်ကဗဘူးရုပ်ထုတရုံနှင့်အတူနေသည်တဖြက်ဖြက်တောက်နေသော သူ့မျက်လုံးများသည်ထုံမင်းကလေးကထက်သန်မှုကို ဖော်ပြနေသကဲ့သို့ရှိ၏သူ့အမိမာရှန်တာဖြစ်ပြီးဂင်းကမြေဝကျွန်းပေါ်ရှိ နေကြီးတနေမှလယ်သမားတို့၏သမီးဖြစ်သည် သူ့အဖေသည် ကလေးရှိယောက်ကိုကြွေးရန်အတွက်သူတို့ရွာမှတန်ငါသေးများနှင့်အတူ ရေလွှမ်းနေသည့်ဆန္ဒပန်တော်ကြီးတဲတို့လိုက်သွားကပြဖို့ရ၏တနည်းတွင်မူသူ့အဖေသည် ပြဖို့ရမှပြမလာတော့ထိုတော်တဲတွင်တောင်းကျက်နေသည့်လူသားစားကြားကြီးနှင့်တွေ့တော်ကြောင့်ဖြစ်သည် ထိုတော်တဲတွင်ကြားကိုက်ခံရသည့်ပြဖို့သမားပေါင်း300ကျော်လောက်ရှိခဲ့လေပြီရှန်တာသည်မူလာတန်းကျောင်းကလေးတစ်ကျောင်းရှိရေတွေအိုက်ထွန်းနေသော ရွှင်ချမ်းပြင်ပေါ်တွင် မုတ်စိတ်ဖဖာနှင့်သူ့ယောက်ျားចောင်းစီယာအာရှစ်ကိုတွေ့ခဲ့ခြင်းဖြစ်၏ အာရှမှာထိုစဉ်အသက်26နှစ်ရှိလေပြီလေကူလီတယောက်ဤသားဖြစ်သည်သူတို့နှစ်ယောက်သည်အခြေအတွက်လက်ထပ်ခဲ့ကြသည်ဆရာတပည့်အစဉ်လာကိုစန့်ကျင်ခဲ့ကြ၏ထို့ကြောင့်အတိုက်ဝန်းကဝိုင်း၍ကျင်ကြသည့်အခါ၌သူတို့နှစ်ယောက်သည်တစ်နှစ်လောက်အငန်းငန်းအပြက်ပြက်ဖြင့်ဘဝကိုရင်ဆိုင်ခဲ့ကြသည် ထို့နောက်တွင်အာရှသည်သီလရှင်ဆရာကြီးမာတာထရီဇာဖွင့်လှစ်ထားသည့်မတန်မဆွမ်းကလေးများကြောင့်တွင်ဆရာအလုပ်ကိုရခဲ့သည် ရှန်တာမှာလည်းဟောင်ရာတရားကြီးတစ်ဖက်ရှိ မူလာရန်ကျောင်းကလေးတစ်ကျောင်းတွင်ကျောင်းဆရာမအလုပ်ရလာခဲ့သည်။တာအုပ်ကလေးကိုမွေးပြီးနောက်တွင်ဒုက္ခမျိုးတော်ကဟိန္ဒူရက်ွက်တဲတွင်အခန်းကလေးတစ်ခန်းရလာကြသည်။သူတို့လင်မယားနှစ်ယောက်ဤနှစ်ယောက်ပေါင်းလာကသည်တလမှငွေ200ကျော်ကျော်ကလေးရှိတော်လဲဒုက္ခမျိုးတော်တွင်ထိုးထိုးသောလာစင်ဝင်ငွေသည်နည်းသည့်ဝင်ငွေမဟုတ်သူတို့နှစ်ယောက်သည်ဤရွက်ကွက်ကလူတွေအတွက်တက်နိုင်သည့်ကုသိုလ်တစ်ခုလုပ်ရှင်နေကြသည်သူတို့နှင့်အတူပါလာသည့် အင်္ဂလိပ်အိန္ဒိယကဗျာအမိမာနည်းနည်းတော့ကြီးကျယ်သည့်ဟုဆိုရမည် သူအမိအယအရစ္စတိုတယ်ကျွန်လူကတေးတေးညံ့ညံ့မျက်နာကညှိုးငယ်လျက်ထိုရက်ွက်ကလေးကလူများထုံးစံတစုံတရာကိုစိုးရင်တော့ကရောက်နေသည်ဟန်သူသည်မြရထားဌာနတွင်အလုပ်လုပ်သူဖြစ်သည် နောက်တစ်ယောက်မှာအသက်52နှစ်ရှိမွတ်စလင်အမျိုးသားဆာလာဒင်ဖြစ်သည် မုတ်စိတ်တူတူကလေးနှင့်ခေါင်းပေါ်တွင်အစ္စလမ်ဘာသာဝင်တို့စောင်းသည့်အဝိအုတ်ထုတ်အပြားကလေးကိုစောင်းထားသည်သူတို့အထက်တွင်ဆာလာတင်သည်ဒီရက်ွက်ကလေးတဲ့တို့အစောဆုံးရောက်သူဖြစ်သည်လွန်ခဲ့သောအနှစ်20အရှိနပါကစ္စတန်ပြည်ကို ခွဲခြားသောကတကြဖြတ်ကြရာတွင်ဆာလာဒင်သည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးဒုက္ခမျိုးတော်တွင်မူလာကြီးနှစ်ဦးအားထမင်းကျွေးရင်းသူနှင့်အတူတဲကလေးတစ်လုံးနှင့်တွင် အတူနေခဲ့သည် ယခုဒုခမျိုးတော်အမိတွင်သောစည်ရင်သားရက်ွက်ကလေးတဲတွင်သူတို့၅ယောက်ကကောင်းမှုကုသိုလ်တစ်ခုခုလုပ်ချင်သည်ဟုပြောနေလေပြီလူပေါင်း9000လောက်မိသည်နေထိုင်သည့်ဒီရက်ွက်ကလေးသည် အမှန်အဖြစ်မရဏစခန်းထောက်တစ်ခုနှင့်တူသည်ထိုရက်ွက်ကလေး၌နှစ်စဉ်လူပေါင်းရာပေါင်းများစွာတို့သည်ချောင်းဆိုးသွေးပါယောဂါကိုယ်ရည်ယောဂါဝန်းကိုက်ယောဂါအစာအာဟာရချို့တဲ့သဖြင့်ဖြစ်ပေါ်သောယောဂါပေါင်းစုံတို့ဖြင့်တဖြုတ်ဖြုတ်သိနေကြသည် ဒီရက်ကွက်ကလေးတဲ့တွင် နေထိုင်သူတို့သည် အသက်40ပြည့်အောင်နေရသူများရှားလှပြီးချင်းထိုရက်ကွက်မျိုးတွင်အများဤတက်တာချောင်ကြီးရဲ့အတွက်ကုသပြုမိဆိုရင်ကုသပြုစရာတွင်အများကြီးရှိသည်စေဘီကန်ဆောက်မလားကိုရီယောဂတဲ့ဆေးရုံဖွင့်မလားကလေးဆေးရုံဖွင့်မလားသောမဟုတ်သေးလျင်အစာအာဟာရချို့သေးသည့်ကလေးများအတွက်နှုတ်မှုဝေ၍ဝေငှမီလားတောက်ရည်လုံးငါရည်တွင်တွေတူပေးမီလားရေပုံပိုင်းဖွင့်ပေးမီလား ။သူမဟုတ်သေးရင်အိမ်နာတွေသူပေးမီလား။ညောင်ပုတ်တွေစေပေးမီလား။လှုပ်ရှားတွေ တပုံတပင်ရှိသည်။ဒီရက်ကမှလူတွေအတွက်ဘာအရေးကြီးဆုံးလဲ။သူတို့ဘာကိုအလိုချင်ဆုံးလဲဆိုတာကိုကိုဘတာကိုလေ့လာကြည့်ကြပါ။ကိုဘစကီကပြောသည်။သုံးရက်အကြာတွင်အဖြေထွက်လာလိမ့်မည်။သူတို့အဖြေများမှာတတဘောတဲ့ဖြစ်နေသည်။ရက်ွက်လူထုသို့မဟုတ်ဒုက္ခမျိုးတော်လူထု၏လူလားချက်မှာကိုဘတ်စကီးမျှလင့်ထားသည့်နှင့်တခုမျှမတူ။ သူတို့ဤနေထိုင်ရေးအခြေအနေကိုပြောင်းလဲဖို့တခုမျှမပါသူတို့ကလေးငယ်များဤခနာကိုတိုးတက်ဖွံ့ဖြိုးဖို့ကိစ္စတခုမျှမပါသူတို့ကလေးငယ်များဤစိတ်တက်ပြပြင်းရေးနှင့်ပတ်သက်သောကိစ္စဖြစ်သည်သူတို့အားလုံးကပင်ကလေးငယ်များအထူးသဖြင့်ဈေးဆိုင်များအလုပ်ရုံများတွင်လုပ်ရသည့်ကလေးငယ်များအတွက်ညချောင်းတချောင်းထောင်ပေးရန်ဆန္ဒရှိကြသည် သူတို့ကအကြောင်းစာသင်ခန်းအဆောက်အုံရှာပြီးမိမိကအကြောင်းစရာနှစ်ယောက်အတွက်ထောက်ပံ့ကြီးကိုရှာမိဟုကိုဘတ်စကီကပြောသည်။ဒါလည်းသူတို့ဘဝကိုသူတို့ဘာသာပြောင်းလဲအောင်ကြိုးပမ်းတဲ့ကြိုးပမ်းမှုတစ်ခုပေါ့။ဒီတော့ကျွန်တော်ရည်ရွယ်ချက်အောင်မြင်တာပါပဲဟုကိုဘတ်စကီကဆိုသည်။ပထမခြေလှမ်းအဖြစ်တဦးနဲ့တဦးညီညွတ်ပြီးအများအကျိုးရှိသည့်လုပ်ငန်းကလေးများကိုလှုပ်ရန်အစည်းအဝေးကလေးတစ်ခုကျင်းပသည်။ ထိုအစည်းအဝေးတွင်ကိုဘတ်စကီးကလူနာများကိုကလကတားစီးရင်ကြီးသို့ပို့ပေးသည့်လုပ်ငန်းကိုလည်းလှုပ်သင့်သည်ဟုအကြံပေး၏။ယောဂတဲများသည်သူတို့ဖာသာသူတို့စီးရင်တို့တွားရမည်ကိုကြောက်ကြသည် မကြောက်ပဲရှိပါမည်လော။စီးရင်တက်ခွင့်ရအောင်လုပ်ရသည့်ကိစ္စသည်တရားချင်းထက်ပင်ခက်သည့်ကိစ္စဖြစ်သည်။ထို့ကြောင့်တည်တာတည်လိုက်ရှင်သည်စီးရင်ကိုတော့မတွားချင်ကြ။ ကိုဘစကီ၏အခန်းလေးထဲတွင်လှုပ်သည့်အစည်းအဝေးသို့မိသူမဆိုတက်ရောက်ခွင့်ရှိသည်ဤတွင်သူတို့ရက်ွက်ရှိလူများသည်ကိုဘစကီတို့အဖွဲ့ကလေးကိုယုံကြည်လာခဲ့ကြသည်ကိုဘစကီကသူတို့အဖွဲ့ကလေးကို အပြန်လှန်ကူညီရေးအတင်းဟုအမိပေး၏ထိုခါတွင်မှလောကတွင်မိမိတို့ထက်အခြေအနေဆိုးသူတွေရှိပါသည်တကားဟုလူတွေသဘောပေါက်လာကြသည် အစည်းအဝေးကိုခရစ်ဝင်ကျမ်းမှစာတပိုက်ကိုဖတ်ပြီးမှဖွင့်ရန်စီကံချမှတ်ထား၏ စင်ရဲသားတွေကြားထဲမှာတော့ခရစ်ဝင်ကျမ်းလောက်ဖတ်ဖို့ကောင်းတဲ့ကျမ်းစာမရှိတော့ဘူးလေခရစ်တော်ဟာစင်ရဲသားတွေအပေါ်မှာဘလို့ကူညီဆောင်မတော်မူတယ်ဘလို့မြတ်တာထားတယ်ဆိုတာကိုထင်ထင်ရှားရှားသိနိုင်တာပေါ့ဘေဘာသာဝင်ပဲဖြစ်ဖြစ်ခရစ်တော်ရဲ့ထေရပတိကိုဖတ်ရင်တာတုမခေါ်ပဲမနေနိုင်ဘူးမဟုတ်လားခရစ်ဝင်ကျမ်းကဟောကြားတဲ့ဒေသနာတော်တွေနဲ့ခရစ်တော်ရဲ့ဝေဒနာကြားမှာပဲဖြစ်ဖြစ်တစ်ခုနဲ့တစ်ခုဆက်နွယ်နေတယ်ဆိုတာကိုခရစ်ဝင်ကျမ်းကိုဖတ်လိုက်ရင်သဘောပေါက်လာကြမှာပဲမဟုတ်လား ထိုဆက်သွယ်မှုကိုသဘောပေါက်ဆုံးသူမှာအာတန်နေသူအမျိုးသမီးကလေးဖြစ်သည်သူအမိမှာဘန်တူနာဟုခေါ်သည်ဘန်တူနာသည်ဗုဒ္ဓဘာသာဝင်တဦးဖြစ်သည့်အတိုင်းခရစ်ဝင်ကျမ်းလာဒေသနာတို့ကိုကောင်းစွာသဘောပေါက်သည်ပရဟိတကိုဆောင်ခြင်းဖြင့်ဘုရားသခင်ကို တွေ့နိုင်သည်ဟုသောခရစ်ဝင်ကျမ်းလာစကားကို သူနားလည်သည်ဘန်တူနာဟာတော်တော်ထူးခြားတဲ့ကလေးမှပဲသူတပားကသူတို့ဒုက္ခဝေဒနာတွေကိုပြောပြရင်တည်တည်ချာချာနားထောင်ပြီးအဲ့ဒီဝေဒနာတွေကိုခွဲဝေခံစားတတ်တယ် သူများရဲ့ဒုက္ခဝေဒနာကိုကိုယ်ဒုက္ခဝေဒနာလို့နှလုံးသွင်းနိုင်တယ်။တို့ရာတွင် သူတပါးဤဒုက္ခဝေဒနာကိုခွဲဝေခံစားရာတွင်ထက်တန်ပြင်းပြသောဘန္ဒူနာသည် သူကိုယ်ရေးကိုယ်တာနှင့်ပတ်သက်လာလင်မှုမသိငါစရာကောင်းလောက်အောင်လျှို့ဝှက်လွန်းနေသည်။သူအကြောင်းကိုမေးလိုက်လျင်ဘန္ဒူနာသည်ဘာကိုမျှမပြောတော့ဘဲစာရီအဖျားကိုမျက်နှာတွင်ဆွဲဖုံးလိုက်ကာခေါင်းငုံနေတတ်သည်။သခင်ယေရှုကသူများတွေကိစ္စကိုတလောက်မစူးစမ်းပါဘူးဆရာကြီးရယ်ဒါတွေကတိတ်အေးမကြီးပါဘူးဟုပြောတတ်သည် တို့ရတွင်တခွန်းစနှခွန်းစပြောကြည့်ခြင်းဖြင့်မြမဝေတီသည်တောင်နှန်းကြီးများပေါ်မှအာတန်နေသူကလေးသည်ညစ်ပတ်ပီသောကလကတာစင်ရသားရက်ွက်များတွင်အဘဲကြောင့်လာတောင်တည်နေကြောင်းကိုကိုဘတ်စကီတဖြည်းဖြည်းသိလာခဲ့ရသည် သူ့အဖေသည်ဟိဘဝနာ တောင်ချီရှိကလင်ပုံနေမြမအာတန်လေသမားတို့ဖြစ်၏ထိုဒေသကလေသမားများနီးသူသူ့အဖေသည်တောင်ပေါ်တွင်လှေကတိလဲတဲကစပါးဆိုင်ခဲ့သည် သူတို့လေးများနှင့်သားသမီးလေးယောက်စားလောက်ယုံတော့ရပါ၏တို့ရတွင် မကြမီမှာပင်ကလကတားမှလုပ်ငန်းရှင်များရောက်လာကထိုတောင်ချီရင်ကတော်ကြီးများကိုခုတ်ထွင်ရှင်းလင်းကြသည်နှစ်မကြမီအတွင်းတွင် ထိုဒေသသည် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့လေပြီထိုဒေသတွင်လက်ဖက်ချံများစိုက်ပျိုးရန်တစ်ခုတ်သမားတွေလာပြီးတစ်ခုတ်ကြသဖြင့်တဖြည်းဖြည်းတော်ပြုံသွားခဲ့သည်ဤတွင်လက်သမားများသည် ထင်းမရှိတော့သဖြင့်ခဝဲဝဲမှတော်များတဲ့သို့သွား၍ထင်းခုတ်ကြရသည် လေတစ်တဲလိုလင်းနဲ့ခဝေးဝေးတို့သွား၍မြေတစ်ရှာကြရသည်ထို့ကြောင့်တော်မီရှုကြသည်ဤတွင်တစ်ပင်တို့အချိန်မီမပေါက်လာတော့ဘဲမြေစီတိုက်စားကာခံသွားခဲ့သည် စကြက်များပြုံးကုန်သဖြင့်ကျွဲနွားတရိတ်ဆန်များအများပြားတည်ကြည်ခဲ့ရသည်ထင်းရှားသဖြင့်နွားချေးစသည့်တို့ကို ထင်းလို့၍အုံဖြူကြသည့်အတွက်မြေဩစာမချနိုင်တော့ဘဲမြေများညံပြင်းကထွက်ရောလာခဲ့သည် တတော်ပြုံးသဖြင့်ရေမထိန်နိုင်တော့ပဲရေခန်းလာခဲ့သည်။ချောင်းများတွင်ရေခန်းကုန်ကြပြီးကံများတွင်လည်းရေမရှိတော့အာတန်ပြည်သည်ကဘာပေါ်တွင်မိုးရေချင်းအများဆုံးသောဒေသဖြစ်သည့်အတွက်စိုက်ပျိုး၍ကောင်းသောမြေစီမြေနှင့်များမိုးရင်းဆိုလျင်မျောပါကုန်ကြကကျောက်စရိတ်ကုန်းကြီးတွေကျောက်တောင်ကြီးတွေပေါ်၍ကြံရည်ခဲ့ကြသည်။နှင့်အနေငယ်အတွင်ထိုဒေသသည်ဒဲကန္နရာကြီးတစ်ခုနှင့်ဖြစ်သွားခဲ့ပြီး ိုဒေတာခန်တို့အဖို့သူတို့ဇာတိကိုစွန့်ကသူတို့ကိုလာရောက်ဖြစ်စည်းသွားသည့်မျိုးကြီးများတို့ပြောင်းရွှေ့နေထိုင်ရမှာအပတခြားလည်းမရှိတော့ကလကတာတို့ပြောင်းလာသည့်အခါတွင်ဘန်ဒူနာသည်၄နှစ်သမီးသာရှိသေး၏အထယ်ဆိုင်တဆိုင်တွင်အလုလုနေသောဆွေမျိုးတယောက်၏အကူအညီဖြင့်ဒုက္ခမျိုးတော်တွင်အခန်းကလေးတစ်ခန်းရသည်ဒုက္ခမျိုးတော်ရောက်ပြီး၅နှစ်အကြာတွင် သူ့အဖေသည်ချောင်းဆိုးသွေးဖာယောဂဖြင့်ဆုံးပါသွားခဲ့သည် သူ့အမိသည်ကလေးလေးယောက်ကိုရာသက်သမျှဖြင့်ရှာဖွေကြွေးမွေးခဲ့သည်။နောက်တစ်နေ့ကျော်တွင်သူ့အမိသည်အိမ်ထောင်တည်ထူလိုက်၏။ထို့ရတွင် သူ့ယောက်ျားသည် မကြမီမှပင်အလုလုရန်အိန္ဒိယတောင်ပိုင်းသို့ထွက်ခွာသွားခဲ့သည်။ဤတွင် သူ့အမိသည်အမိုက်ပုံများထဲမှတန်တိုတန်ဆာများ၊ဂျေးတူဂျေးဆာများကိုကောက်ကာအရေးကြွေ၍ရောင်းသည့်တန်တိုတန်ဆာဆိုင်များသို့သွား၍တွင်ချင်းဖြင့်သူတို့သားသမီးလေးယောက်ကိုရှာဖွေကြွေးမွေးခဲ့ရပြန်သည်။ ဗန်ဒူနာသည် အသက်၁၇နှစ်အရောက်တွင်အလုပ်ဝင်လုပ်ရသည်ပထမဂျက်စကူတက်တာလုပ်သည့်အလုပ်ရုံတစ်ခုတွင် လုပ်ပြီးထို့နောက်တွင်မော်တော်ကားအပိုပစ္စည်းလုပ်သည့် workshop တစ်ခုတွင်အလုပ်လုပ်ရသည် ထိုချိန်မှစ၍ဗန်ဒူနာသည်အိမ်တွင်မိသားစုကို ထမင်းရှာကြွေးရသည့်တာဝန်ကိုတဦးတည်းယူခဲ့ရလေပြီး သူ့အမိမှာချောင်းဆိုးသွေးပါယောဂဖြင့်အိယာထဲတွင်လဲကလေးပြီးဘန္ဒူနာသည် မနက်9နာရီထိုးသည့်နှင့်အိမ်မထွက်ကာည10နာရီထိုးမှအိမ်ပြန်ရောက်တော့သည် သူ့အလုပ်တို့ဗစကားစီရသည်ကပင်2နာရီကျော်ကြာသည်3မိုင်ကျော်လောက်လည်းချီချင်းလျှောက်ရသည်သည် တခါတလေလျှက်စစ်တာအပြည့်သည့်နေ့ကြုံတွင်ဘန္ဒူနာသည်အိမ်တို့ပြန်၍မရတော့ဘဲဆက်ပေးမှပင်အိယာသည်တက်စီပြန်လာရင်တနေ့အတွက်အလုပ်ချိန်ပြည့်အောင်လုပ်ပေးရန်လဲစောင့်နေရခြင်းဖြစ်၏ ကလကတာတွင်ယာထောင်ပေါင်းများစွာသောအလုသမားများသည်တရားစစ်တာပြက်သည့်အခါမျိုးတွင်နေတွက်လောက်ခအပြည့်ရရန်အတွက်ထို့တို့ပင်ဆက်နားတွင်စောင့်အိပ်ပြီးတရားစစ်တာအားလာသည်နှင့်ထ၍အလုလုကြရသည်ဖန်ဒူနာသည်တနည်းလျင်လောက်ခလေးကျရာ၏ထိုလေးကျက်သောအတပြသည်သူတို့နေထိုင်သည့်အခောင်းကလေးအတွက်တနည်းသာအခနှင့်အမေနှင့်မောင်လေးများအတွက်သမင်းတပကံသို့မဟုတ်ချပတ်တီနှစ်ချက်ကိုတစ်ခါစားနိုင်သည် တနင်္ဂနွေနေ့များနေ့ပွဲတော်နေ့များတွင်ဘန္ဒူနာသည်အနာမနီသူနှင့်အရွယ်သူများလိုလဲပွဲလမ်းသဘင်တွေကိုရှောက်သွားခြင်းမရှိသူတို့ရက်ွက်ကလေးတဲ့သို့ရှောက်သွားပြီးဆင်းရဲဒုက္ခရောက်သူများကိုကူညီသည်တို့ဖြင့်ကိုဘစကီဤတဲကလေးတို့တညနေတွင်ဘန္ဒူနာရောက်လာခဲ့ခြင်းဖြစ်၏ဘန္ဒူနာသည်လူနာများကိုစီယုံကြီးသို့လိုက်ပို့တတ်သည်မော်တော်ယာဉ်မျိုးစုံတို့ဥတ္တဟုသွားလာနေသောကလကတိုင်းမြို့ကြီးထဲတွင်၎င်း လူနာတွေပြည့်ကျက်နေသောကလကတားစည်းရုံကြီးစင်းကြံများတွင်၎င်းထိုလူနာများကိုရောက်အောင်ခေါ်သွားရသည့်ကိစ္စသည်လွယ်ကူသောကိစ္စမဟုတ်ပါကလကတားစည်းရုံကြီးဆိုသည်မှာအလွန်ဟိတ်ဟန်ကြီးသောနေရာဖြစ်ရာအဆက်အသွယ်မရှိသောစည်းရင်သားတရားအဖို့ဆရာဝန်ဤစစ်စစ်ခံနေသောရောက်ဖို့အရေးမှာအလွန်ရှည်လျားသည့်အခီးကြီးတစ်ခုဖြစ်ပါသည် ဆရာဝန်ရှိသူရောက်တိတိုင်လဲသူဘလို့ခန်းစားနေရသည်ကိုဆရာဝန်နားလေအောင်မပြောတတ်ပါဆရာဝန်ပြောသည်ကိုလည်းသူနားမလဲပါအများအဖြင့်သူတို့သည်ကလကတာကြောထောက်နောက်ခံနေအငတ်ပြီးမှထွက်ပြေးလာကြသူများဖြစ်သည့်အလျောက်ဘာသာစကားမျိုးစုံဖြစ်ပါသည်ဆရာဝန်ပြောသည့်ဘင်္ဂလီစကားကိုသူနားမလဲပါကလကတာသို့ရောက်လာသည့်ဒုက္ခသည်များတဲ့တွင်လူမျိုးစုံဖြစ်သည့်ဖြင့်ဘာသာစကားမှာလည်း၃၄၀ခန်းရှိပါသည် ဘန္ဒူနာသည် သူခေါ်လာသည့်လူနာများကိုစေယုံနှင့်တို့ဝင်ခွင့်ပြုရန်အတင်းတောင်းဆိုသည်တောင်းဆို၍မရလျင်တကားကိုဖွင့်၍အတင်းဝင်သည်ထိုအခါမျိုးတွင်ဘန္ဒူနာသည်တရိษံရိုင်းကလေးတစ်ကောင်နှင့်တူနေသည်ကြာလာသည့်အခါတွင်မူဘန္ဒူနာသည် သူတို့၏အပြန်လှန်ကူညီရေးအတင်းလေးတွင် ခြေသေးလက်သေးဖြစ်လာခဲ့ပြီးသူအုံနောက်သည်စင်ရတရက်ွက်ကလေးတဲတွင်ရှိသည့်စင်ရဒုက္ခပေါင်းတို့ကိုမှတ်တမ်းတင်ထားသည့်အညွန့်ကပြတစ်ခုနှင့်ဖြစ်နေသည် သူပြုံးကြောင့်၎င်းသူကျင်နာမှုကြောင့်၎င်းသူကိုဒုက္ခမျိုးတော်ဤနတ်တမန်ဟုအများကခေါ်ကြသည်တညတွင်မူဗန္ဒူနာသည်ဈေးယုံတွင်လူနာတယောက်ပို့ပြီးပြန်လာရမှကိုဘတ်စကီဤတဲကလေးတို့ဒုံးပြန့်သစင်းကဲ့သို့အရှင်ပြင်းစွာရောက်လာက ကိုဝင်တဲ့တယောက်တွင်တေလောက်သည့်ကိုရီယောဂဆွဲကပ်လျက်ရှိသည်ဟုဆရာဝန်ကပြောလိုက်ကြောင်းသူအတွက်ထိုးစေးမှာအိန္ဒိယပြည်တွင်မရှိဘဲအင်္ဂလန်တွင်သာရှိသည်ဟုပြောလိုက်ကြောင်းဖြင့်ကိုဘတ်စကီကိုပြောသည် ဆရာကြီးရဲ့အဲ့ဒီဈေးကိုမှာပေးပါလားဒီဈေးသာမရဘူးဆိုရင်တော့ကလေးရောအမေရောနှစ်ယောက်စလုံးတည်တော့မှာပဲမှာပေးပါနော်ဆရာကြီးနောက်တနေ့၌ကိုဘတ်စကီးသည် ဟောင်ရာတံတားဘက်ရှိဂျီနန်ယုံတို့သွားကဘီလတ်ရှိသူ၏အသင်းတော်တို့ဂျီနန်ရိုက်၍ထိုဈေးကိုမှာသည် ကံအားလျော်စွာပင် ထိုဈေးသည်နာတပတ်ခန့်အကြာတွင်အကောက်ခွန်အရာရှိတို့ကြားမှလွတ်ထွက်လာကသူတို့ထံသို့ချောချောမောမော ရောက်လာခဲ့၏ ထို့နောက်မှစ၍သူတသက်တွင်မမေ့နိုင်သော ခီးရှည်ကြီးသည် အစာပြုလေပြီအဆုံးသီးနာဆင်ပေးခဲ့ကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးများဤတင်ပါတယ်ရှင်။